စမယ်။တချင်ကပခင်ကြီးတူရှိခဲ့ဘူးလေ။သူကတော့အားလုံးသိကြတဲ့အတိုင်းပခင်လက်ပဲ။သူ့ကိုအမှန်တကယ်တော့မသေးမျိုးလို့ဆိုရမှာ။အင်မော်တယ်ပဲ။ညမလှုပ်လှရေးကျိုးပမှုတမိုင်းမှာနာမည်ကြီးခဲ့တဲ့သခင်ရှုမောင်းသခင်ဆန်လိုက်သခင်ထုံးလင်ကိုလသခင်တန်းညော့သခင်ကျော်စိန်သခင်မောင်မောင်သခင်တစ်သခင်ငွေသခင်ထုံးလင်စတဲ့သခင်ကြီးတွေကိုကြော်လွန်ပြီး ဗိုလ်ချုပ်အောင်ဆန်းကိုတိုင်ကိုကသခင်လက်ကိုအထုတလဲအေးပေးဆက်ဆံခဲ့တာမှတ်တမ်းတင်စရာပဲသခင်လက်ရဲ့နာမည်ကိုတော့ကျောင်းသုံးမြမသမိုင်းစာအုပ်တွေမှာတွေ့ရမှာမဟုတ်ဘူးအကြောင်းကတော့သူကမတည်ခဲ့တဲ့အတွက်ပဲမြမသမိုင်းစာမျက်နှာတွေမှာတော်တော်များများကအသက်ပေးလှူရှားခဲ့တဲ့တော်လန်ရဲ့သမားတွေရဲ့အကြောင်းတွေကိုပဲဂုံပြူမှတ်တမ်းတင်လေးရှိတော့သခင်လက်လို့မတည်နိုင်တဲ့သူတယောက်အတွက်နေရာမရှိခဲ့ဘူးဒါပေမဲ့ သူဟာလွတ်လပ်ရေးကြိုးပမ်းမှုခေတ်ရဲ့အရေးထဲမှာတော့အမြဲတမ်းရှိနေခဲ့တဲ့သူတယောက်လူဝတ်ဆန်းကြယ်ပြီးတိတ်ဆိတ်တဲ့သူ့ရဲ့တည်ရှိမှုကတကယ့်သမိုင်းစာမျက်နှာတွေထက်ပိုပြီးစိတ်ဝင်စားစရာကောင်းခဲ့တယ်ခမားတို့လည်းစိတ်ဝင်စားမယ်ဆိုရှာဖတ်ကြပါလွတ်လပ်ရေးရပြီးတဲ့အခါမှာတော့တခင်လက်ရဲ့ဘွားဟာအတိတ်ပဲမဲ့သလိုဖြစ်သွားခဲ့တယ်လုံးစရာအလုပ်လည်းမရှိတော့သလိုအပေါင်းအသင်းမိတ်ဆွေတွေကလည်းသူ့လိုမသိနိုင်တဲ့သူတွေမဟုတ်ကြတော့ သူတယောက်တည်းအထီးကျန်စွာဘွားကိုဖျက်ဆန်းခဲ့ရတယ်။အဲဒီလိုအထီးကျန်ဆန်မှုတွေညီငွေမှုတွေကြောင့်တခင်လက်ဟာကိုကိုကိုတည်ချောင်းကြံဖို့969ကြိမ်တော့စူးစမ်းခဲ့တယ်လို့ဆိုကြတယ်။ဒါပေမဲ့ဘလို့မှမအောင်မြင်ခဲ့ဘူး။သူကမတည်နိုင်တဲ့အင်မော်တယ်လူမျိုးဖြစ်နေလို့ကိုဒီလိုနဲ့လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာညီငွေစရာကောင်းလာတဲ့ဘဝကိုဖျက်ဆီးရင် တခင်လက်ဟာသူ့ရဲ့စိတ်အာသာကိုဖြည့်ဖြောက်ဖို့အတွက် ထိုးစားတဲ့နီလာတစ်ခုကိုရွေးချယ်ခဲ့တယ်။အဲ့ဒါကတော့တော်သားပားရိုက်ခြင်းပဲ။အခုချိန်ထိလည်းသူဟာတော်သားပားရိုက်ရင်ဘဝကိုဆက်လက်ဖြတ်တန်းနေစေပါပဲ။သူတယောက်တည်းသာတည်နိုင်တဲ့သူ့ရဲ့မတည်နိုင်တဲ့ဘဝရဲ့လိုဘချက်တွေအထီးကျန်ဆံမှုတွေနဲ့ဒီလိုထိုးစားတဲ့အပြုအမူတွေကတခင်လက်ကိုမြမသမားရဲ့အမိမပေါ်နိုင်တဲ့ထူးခြားစမ်းကြယ်တဲ့ပုံကူတူဖြစ်ထာဝရတည်ရှိစေခဲ့ပါတယ်။တော်သားတွေတုံလို့ခဲ့တဲ့ बिखेन लाइए जुई जो दंगा लो तो दा तुई ने बोझा सी में